မြမအရေးအာဆီယံဘုံသဘောတူညီချက်9ရက်အကောင့်ထဲပေါ်ဆောင်ရမှာတဖြည်းဖြည်းတိုးတက်မှုတွေရှိလာခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါရယ်ဘုံသဘောတူညီချက်ရဖွဲ့ဝင်နိုင်ငံအလုံးသဘောတူထားတဲ့အတိုင်းအာဆီယံဖွဲ့ဟာမြမအရေးကိုစုပေါင်းဖြည့်ရှင်းရမယ်လို့၎င်းကဆိုပါရယ်မြမနိုင်ငံမှာတိုက်ပွဲတွေရှိနေပေမဲ့ပြီးခဲ့တဲ့နှစ်အနည်းငယ်တွင်းနဲ့နှိုင်းရှင်ကြည့်ရင်တိုက်ပွဲတွေနည်းလာပါရယ်မလေးရှားနိုင်ငံမှာပြီးခဲ့တဲ့နှစ်တွင်း မြန်မာဒါမှမဟုတ်အာဆီယံဖွဲ့ကဒုက္ခသည်နှစ်သိန်းရှိပေမဲ့ကျွန်တော်တို့အလားတူပြဿနာတွေမကြုံတွေ့ရတော့ပါဘူးလို့ဘလွန်ဘက်စီးပွားရေးထိပ်သီးဆွေးနွေးပွဲညစာစားပွဲမှသူကဆိုပါတယ်မြန်မာစစ်ကောင်မရှင်ကလူသားချင်းစာနာမှုအကူအညီပေးရမှုကိုခွင့်ပြုကနိုင်ငံရေးသဘောထားကွဲလွဲမှုကိုအပြေရှာရမယ်လို့အန်ဝါဣဘရာဟင်ကဆက်ပြောပါတယ်ကျွန်တော်တို့ရဲ့စစ်ဘက်ဆေးရုံဟာလူမျိုးစုံကိုစေကူတာပေးရမှာဘာပြဿနာမှမကြုံတွေ့ခဲ့ပါဘူး ဒါဟာအဓိကအပြောင်းလဲတစ်ခုဖြစ်ပါတယ်လို့၎င်းကဆိုပါတယ်လူခွင့်ရေးရပြောပါကစိတ်ကျေနပ်စရာမဟုတ်ပေမဲ့တဖြည်းဖြည်းတိုးတက်ဖြစ်ထွန်းမှုဖြစ်ကြောင်းမြန်မာသက်ဆိုင်သူတွေနဲ့ထိတွေ့ဆက်ဆံမှုဆက်လက်ပြုလုပ်ရမယ်လို့သူကပြောပါတယ်ထိုင်းနဲ့ကမ္ဘောဒီးယားကြားငြိမ်းချမ်းရေးသဘောတူညီချက်တည်းရဲ့လက်မှတ်ရေးထိုးမှုမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတက်တည်ဖြစ်ဆောင်ရွက်ခဲ့ပါတယ် ဒေါ်နယ်ထရန့်ဟာအာဆီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့မလေးရှားနိုင်ငံကိုရောက်ရှိနေပြီးအာရှခရီးစဉ်ရဲ့ပထမဆုံးခရီးတစ်ထောက်ဝင်ရနေရာဖြစ်ကဂျပန်နဲ့တောင်ကိုရီးယားကိုလည်းသွားရောက်မယ်လို့သိရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားပြည်ပခန့်မှာသူပါဝင်မှုကြောင့်အပြစ်ခတ်ရဆဲမှုတကယ်ဖြစ်လာခဲ့တာလို့ဒေါ်နယ်ထရန့်ကပြောပါတယ်။တန်းနဲ့ချီတဲ့လူတွေရဲ့အသက်ကိုဒီငိမ့်ချင်းသဘောတူညီချက်နဲ့ကယ်ဆယ်နိုင်ခဲ့တဲ့အတွက်အယံစိတ်လှုပ်ရှားရပါတယ်လို့၎င်းကဆိုပါတယ်။ အပြစ်ခန့်ရစေရေးသဘောတူညီချက်ထဲမှာနေဆက်တလျှောက်လက်နက်ကြီးတွေဖယ်ရှားပြီးမိုင်းတွေရှင်းလင်းဖို့ပါဝင်ပြီးအပြစ်ခန့်ရစေရေးကိုအကောင့်ထက်ဖော်ဆောင်မှုစောင့်ကြည့်ဖို့အာဆီယံလေ့လာသူအဖွဲ့ထူထောင်မှဖြစ်ပါတယ်။အခမ်းအနားမှာဒေါ်နယ်ထရန့်ရဲ့ငြိမ်းချမ်းရေးကြိုးဆောင်မှုကို ထိုင်းနဲ့ကမ္ဘောဒီးယားခေါင်းဆောင်တွေကချီးကျူးခဲ့ပါတယ်။အပြစ်ခန့်ရစေရေးကိုလက်မှတ်ရေးထိုးခဲ့ပေမဲ့ထိုင်းနဲ့ကမ္ဘောဒီးယားကြားတင်းမာမှုတွေဆက်ရှိနေပြီးနှစ်နိုင်ငံနယ်စပ်ဂိတ်တွေကိုပိတ်ထားဆဲဖြစ်ပါတယ်။ နှစ်နိုင်ငံကြားအငင်းပွားမှုတွေစေစုနှစ်တခုကျော်ဖြစ်ပွားခဲ့ပြီးပြည်ထနာများစုကိုမဖြေရှင်းရသေးဘူးလို့သိရပါဗျ။